ပါရှင်ခொနဲ့သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဘေဒီရဲ့ YouTube Channel လေးရနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆက်မကတော့ဆောလာနွေနီဖြစ်ပါတယ်ဆက်မနေနဲ့ကတော့2025ခုနှစ် April လအတွက်တာတာပရိသားသမီးတွေရဲ့တလားစာသူ Australian ကြီးကို ဟောကြားပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံချင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ဒီလမှာဆိုရင်ကြာတာပရိသတ်သမီးရဲ့လုပ်ငန်းကိစ္စเนาะစီးပွားရေးငွေရေးကြေးရေးလူမှုရေးနောက်ကျန်းမာရေးအိမ်တွင်းအိမ်နောင်ရေးအခြေပညာရေးအစားဆောင်ရန်ရှောင်ရန်နဲ့ပြုလုပ်ရမယ့်ရေရာလေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ် တော့ဒီလမှာဆိုရင်ဒါကြာတာပြေးသားသမီးတွေရဲ့အလုပ်ကိုင်းစီးပွားရေးတိုင်းမှာဆိုရင်ပြိုင်ဆိုင်မှုတွေကိုကျော်လွှားနိုင်တဲ့เนาะကာလဖြစ်တဲ့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေအဆင်ပြေမဲ့ကာလရောက်ရှိပါတယ်လုပ်ငန်းအဆင့်တိုးတက်အောင်မြင်မှုများရရှိမယ်ဘာပဲလုပ်လို့ဒါအနောက်ရှက်လေးရအနေငယ်ကြုံတွေ့ပြီးမှအဆင်ပြေမဲ့အရာရာလွယ်လွင်းတကူမဖြစ်နေဘူးပေါ့เนาะအဲ့လိုမျိုးအဲ့တော့အဆင်မပြေဖြစ်နေတဲ့အရာလေးတွေခက်ခဲနေတဲ့အရာလေးတွေကတော့ပြန်ပြီးတော့အဆင်ပြေလာတာမျိုးပြေလာတာမျိုးတွေရှိမယ်အတိတ်ကချုပ်ဆိုခဲ့တဲ့စာချုပ်တွေပြန်ပြီးတော့အသစ်ချုပ်ဆိုရတာမျိုးတွေလည်း ည်းရှိလာတတ်တယ်ပေါ့နော်။စာချုပ်စာတမ်းမှာလက်မှတ်ထိုးရတဲ့ကိစ္စလေးတွေပေါ်လာပါလိမ့်မယ်။ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေကလည်းတွေ့တဲ့အောင်မြင်မဲ့အနေထားမှာရှိတဲ့အကြီးအကဲထက်သူကြီးပိုင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိပါလိမ့်မယ်နော်။ ဆုံးဖြတ်ချက်ချဖို့ခက်ခဲစေတဲ့အကြောင်းအရာလေးတွေလည်းဒီလအတွင်းမှာပေါ်လာတတ်ပါတယ်တဲ့เนาะစိတ်ကိုအေးထားပြီးတော့ပြုလို့ပြောဆိုမယ်ဆိုရင်အဆင်ပြေမှုတွေဖြစ်လာနိုင်မယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့လုပ်ငန်းပိုင်းတွေမှာလက်ရှိကာလမှာလုပ်ငန်းတိုးချဲ့လောက်ကိုင်းတဲ့အနေအထားလေးတွေရှိမယ်လုပ်ငန်းခွင်လန်းလေးတွေလည်းပေါ်လာတတ်ပါတယ်เนาะတမာအားစည်းဝါးကြတဲ့လုပ်ငန်းလေးတွေနဲ့စီးပွားရှာနိုင်တော့ပို့ပြီး အားကောင်းမယ်ဖြန်လန်းလေးနဲ့စီးပွားရှာတာမျိုးငွေရှာတာမျိုးဆိုဒုက္ခရောက်တတ်ပါတယ်တဲ့เนาะအဲ့လိုမျိုးအလောက်ကနဲ့ပတ်သက်ပြီးတော့မမီးကဝန်ထမ်းဖြစ်နေတယ်ဆိုရင်เนาะအလောက်နေရာဌာနအပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်မယ်ယာတုလာစာတိုးမယ်เนาะဒါပေမဲ့စိတ်ကောလူရောပင်မဲနာမျိုးလေးအကြီးကဲထက်လူကြီးဖျားပေးခြင်းခံနာမျိုးတွေတော့ရှိလာပါလိမ့်မယ်เนาะအယောင်ဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝအတက်ကြလေးတွေရှိမယ်เนาะဒါမင်းရဲ့အယောင်ဝယ်လုပ်နေတဲ့ကာလပတ်လုံးမှာအမြန်အစွန်းလေးတွေရရှိမယ်ပေါ့เนาะယာတီပေါ်လိုက်เนาะဒါအယောင်ဝယ်လေးတွေတွဲလုံးနိုင်ရင်တော့ပို့ပြီးအ ားကောင်းမဲ့အနေထားမှာရှိတယ်ဒီလအတွင်းမှာစနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းအင်ကာနံတောက်ကြံနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်ပြေပါတယ်ဒီနံပစ္စည်းတွေလည်းအဝင်ရှိတယ်အဲ့တော့ဒီလအတွင်းမှာဒီနံလုပ်ငန်းလောက်ကင်နေတဲ့သူတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်နော် ဲ့တော့စနေနေ့နေ့ဖြစ်တဲ့အထယ်လုပ်ငန်းတွေတက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းနိုင်ငံခြားနဲ့ဖက်ဆက်တဲ့လုပ်ငန်းတွေပေါ့နော်အဲ့ဒါအကျိုးပြုတယ်နောက်ထပ်အနေနဲ့အင်ကာနယ်နေ့ဖြစ်တဲ့စားတောက်ကုန်းစတိုးဆိုင်ဆန်စီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆက်တူလုပ်ငန်းလေးတွေအကျိုးပြုတယ်နောက်ထပ်ဟိုတယ်နဲ့ခီးသွွားလာပြီးလုပ်ငန်းသွတ်တန်တဲ့လုပ်ငန်းတစ်တီးလုပ်ငန်းတွေပေါ့နော်တစ်လုပ်ငန်းတွေအကျိုးပြုတယ်အဲ့လုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုပ်နိုင်တော့ပို့ပြီးအားကောင်းတာပေါ့နော်အဲ့တော့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေလည်းလုပ်ငန်းအဆင့်တိုးတက်လာတာမျိုးတွေတော့ရှိမယ်နော်အဲ့တော့မမီးအိမ်မှာကောင်းမှုကုသိုလ်လေးတွေပြုအားကန်လေးတွေရှိတယ်ရက်ဝဲမ မှာအဆက်အသွယ်ခေါင်းလေးတွေလည်းရရှိလာတာမျိုးလေးတွေကြုံတွေ့ရမယ်เนาะဒီလတွေမှာအဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေမှာနည်းနည်းလေးတော့ပေါ့เนาะဒါကံကံအားညံအားစိုက်ပြီးတော့စ조사ရမယ်လုပ်ငန်းစီးပွားနဲ့အတူဘာသာတရားလေးတွေအကောင်းမှုကုသိုလ်လေးနဲ့ရှင်တွဲပြီးတော့ဖြတ်တန်းမယ်ဆိုရင်အရာရာအဆင်ပြေချုံမှုမယ်ခက်ခဲမှုတွေလွတ်မြောက်တတ်တယ်เนาะလူမှုရေးကဏ္ဍလေးတွေကတော့ပြဿနာအကြီးမားမရှိဘူးရှင်ပြိုင်လာသူတွေမမီးရအနိုင်ရရှိမယ်လူထင်ကြီးချင်းခံရတာမျိုးလေးတွေနာမည်ကုန်တင်းကြော်စောမယ်ပေါ့เนาะအရာရာမီးမီးရဥဆောင်ဥဆွဥဆောင်ဥရွက်ပြုလုပ်ရတာမျိုးလေးတွေဆောင်ရွက်ပြုလုပ်ရတာမျိုးလေးတွေတော့ရှိမယ် ယ်။နောက်မတင်မြတ်သူတွေနဲ့ပြင်တဲ့တင်မြတ်တာမျိုးတွေရှိမယ်။ဆက်သွယ်ပြင်နေတဲ့သူတွေလည်းပြင်ရတာမျိုးတွေတော့ရှိနေတတ်တယ်ပေါ့နော်။ဒါပေမဲ့လုပ်လုပ်ငန်းဆောင်တာကိစ္စဝါပြုလို့ပြောဆိုရမှာနော်အရာရာသတိနဲ့ပြောဆိုဆောင်ရွက်ပါစိတ်လဲမြန်မာပြုလုပ်တာလေးတွေရှောင်ပေးပါနော်။နောက်ထပ်ငွေကြေးခံတာပေါ့။ အဲ့တော့ဒီလတွင်မှာငွေကြေးခန္ဓာလေးတွေကတော့နော်ဒီအခက်အခဲလေးတွေပြန်ပြီးတော့အဆင်ပြေမယ်ပေါ့အဆင်ပြေဖြစ်နေတဲ့အရာလေးတွေပြန်ပြီးအဆင်ပြေမယ်ပေါ့နော်ဝင်ငွေဝင်ငွေအေးကောင်းလာတာငွေဝင်လန်းလေးတွေပေါ်လာတာမျိုးငွေကန်ကောင်းလာတာမျိုးတွေတော့ရှိမယ်ဒါပေမဲ့ငွေကြေးကတော့ဝင်တလောက်ပြန်ပြန်ကုန်နေတတ်တယ်ပေါ့နော်ဒီလထဲမှာအဲ့တော့ငွေလူလိန်ခံရတတ်တယ်အဲ့တော့ငွေချင်းကတော့အမခန္ဓာအထူးရှောင်အမခန္ဓာဆိုက်ရွာမယ်ချင်းကပြန်မြန်နိုင်ငွေကိုအကြောင်းပြုပြီးစိန်ညားတတ်တယ်ထို့ကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးအမခန္ဓာလို့ချင်းကတဲ့အလုပ်မလုပ်ပါနဲ့လောင်းကစားပြုတော့သူများ ုက္ခရောက်တဲ့အတွက်ငွေကိုနော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဒါဖြန့်နှင်းနေနဲ့နော်ငွေရှာတာစီးပွားရှာတာလောင်းကစားလုပ်တာရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ငွေကိုချွေတာပါစူစောင်းမှာငွေရတော့ဝင်လန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဖက်ဖက်ကနေရှာပေါ့နော်ဥရောဝင်လန်းဝင်လန်းနေဆိုရင်လည်းငွေရကိုကဒီလာစာရမှတစ်ခါပဲဝင်လန်းရှိရပေါ့နော်အဲ့လိုမျိုးလေးတွေဆိုရင်ငွေရဘယ်လိုမျိုးလေးတွေရှာနိုင်လဲဆိုတော့တခြားငွေဝင်လန်းလေးတွေပေါ့နော်အဲ့လိုမျိုးကိုပိုင်တစ်ပိုင်တနိုင်လေးတွေတွဲလုပ်တာမျိုးအเจ้าမျိုးမျိုးနဲ့နော်ဖက်ဖက်ကနေငွေဝင်လန်းလေးတွေရှာနိုင်မှကိုယ့်အတွက်ပို့ပြီးအားကောင်းမဲ့လာလေးတွေဖြစ်တယ် ကြောင့်ငွေရရှာဖွေနိုင်မှเนาะစူဆောင်းနိုင်မှငွေဝင်လန်းလေးတွေဖက်ဖက်ကနေရနိုင်မှဒါပို့ပြီးအားကောင်းမယ်ထို့ကြောင့်ငွေရွှေတာမယ်စူဆောင်းမယ်ငွေရပေါက်တွေထိမ့်ပြီးတော့သုံးဆွဲနိုင်မှငွေကန်ကောင်းလာလိမ့်မယ်เนาะနောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့เนาะကျမ်းမာရေးခန္ဓာလေးတွေကတော့တွေ့ရနေတာမျိုးလေးတွေရှိမယ်မူမောရင်တောင်းတာလေးတွေဥကောင်းမကြည့်တာလေးတွေဖြစ်တတ်တာပေါ့เนาะအဲ့လိုမျိုးလေးနောက်ပြီးတော့ကိုယ်လက်ကဲခဲညောင်းညတာခြေလက်ထိကဲတရံတက်တာလေးတွေရှိမယ်เนาะအားလေးကြောင့်ဒါဆိုင်ကဲကစီယာလေးတွေပေါ့เนาะသတိထားပါ နောက်ထပ်တက်ကြီးပိုင်းလေးတွေပေါ့နော်တက်ကြီးရွယ်ဥပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့နော်ကျမ်းမာရေးခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာအကြောအားနဲ့တဲ့ယောဂတွေဖြစ်မယ်ပေါ့နော်အကြောအားနဲ့တာလေးတွေခေါင်းနောက်တာလေးတွေခေါင်းမကြည့်တာလေးတွေသွေးပေါင်တက်ကြလေးရှိပြီးမူးမောရှင်တုံတာလေးတွေဖြစ်နေတယ်ပေါ့နော်အဲ့ဒါအသက်ကြီးပိုင်းလေးတွေနော်နည်းနည်းလေးပေါ့ကျန်းမာရေးကခြူချတတ်တဲ့အတွက်အထုကယူဆိုင်ပါအသက်ရနေဆိုရင်ဆရာမရှိပေမဲ့နော်ဒါခြူချတတ်တဲ့အနေထားလေးတွေရှိတယ် နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခံနာလေးတွေပေါ့နော်ပြဿနာကြီးကြီးမားမားတော့မရှိဘူးပေါ့မမီးရဲ့ဒါလမ်းညွန်မှုအတိုင်းတော့ရှိနေမယ်တခါတရံပေါ့စိတ်လို့မကြောက်မှုတွေရှိမဲပေါ့နော်အဲ့လိုမျိုးအိမ်နောက်တဲ့တွေဖိုးကတော့တယောက်နဲ့တယောက်ကစိတ်လို့မကြောက်မှုလေးတွေစကားအခြေအနေတွေပြောရတဲ့သူတို့ခုံးကိုတခုံးပေါ့နော်အဲ့လိုမျိုးတွေတော့ရှိမယ်ဒါပေမဲ့ကြီးကြီးမားမားပြဿနာတော့မရှိဘူးအဆင်မပြေဖြစ်နေတဲ့အရာတွေပြန်ပြီးတော့ပြင်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့အပျော်ပါးတောက်စားရှိရဲ့အိမ်နောက်ရေးဆိုကြောက်ကစားလေးတွေရံများပြီးတော့အပျော်ပါးတောက်စားမရှိရဲ့အိမ်နောက်ရေးဆိုအဆင်ပြေစေတတ်တယ်နော် အဲ့တော့ငရေသူတွေအတွက်ချင်းရဲကဏ္ဍလေးတွေကြည်လိုက်တဲ့အခါမှာအချင်းဆန်းအလွန်ပွင့်နေပဲเนาะရွေးချယ်ရခက်ခဲတာမျိုးစိတ်နှုတ်ခဖြစ်တာမျိုးဆုံးဖြတ်ခက်နေတာမျိုးတွေရှိမယ်မိမိကိုစိတ်ဝင်စားနေတဲ့သူတွေကလည်းတယောက်မကနှစ်ယောက်ပေါ်လာတာမျိုးတွေတော့ရှိမယ်ချစ်သူမရသေးတဲ့သူတွေချစ်သူရတာမျိုးမရှိသေးတဲ့သူတွေချစ်သူရရှိတာမျိုးတွေကြုံတွေ့ရမယ်ချစ်သူဇုံတွဲတဲ့အနေနဲ့ကတခါတည်းရန်စိတ်တိုင်းမကြတာလေးတွေစိတ်ဆိုးစကားများတာလေးတွေအဆက်အသွယ်ပြတ်တာလေးတွေရှိမယ်မိမိချစ်သူကြောင့်တခါတည်းရန်စိတ်ပင်ပန်းမှုတွေကြုံရမယ်ပေါ့နော်မမျိုးလိမ့်မဲနဲ့အိမ်အောင်ကြတာမျိုးတွေတွေရှိမယ်အလူမင်္ဂလာပြုတ်ရတာမျိုးတွေတွေကြုံတွေ့ရတဲ့တဲ့တရင်မိမိချစ်သူထမ်းမှာတရင်ကောင်းကြတာမျိုးတွေတော့ ရှိမယ်เนาะအခြေခံအားလေးတွေကတော့အဲ့တော့နောက်ထပ်ပြီးတော့ဒါအခြေခံအားလေးတွေเนาะဒါပြီးဆုံးသွားပြီဆိုရင်ပညာရေးခံအားလေးတွေပေါ့เนาะအဲ့တော့ပညာရေးခံအားလေးတွေကြီးလိုက်တဲ့အခါမှာရက်ဝေးရက်နီးတက်ပညာပိုင်းလေးတွေသင်ကြားတာမျိုးတွေတော့ရှိမယ်အွန်လိုင်းရတော့လကောက်ပေါ့เนาะသင်ကြားတာမျိုးတွေတော့ရှိမယ်အသိပညာပူးစုတာတိုးပွားမယ်ရည်မှန်းချက်ရွယ်ချက်တွေအောင်မြင်မယ်စာမဝဲဖြေရာရှိနေအောင်မြင်မယ်သင်တန်းတက်ဖို့ကိစ္စတွေရှိနေတက်ဖြစ်လိမ့်မယ်ပေါ့เนาะအဲ့တော့မိမိဘွားအတွက်အထောက်အကူပြုမယ်သင်တန်းလေးတွေဖြစ်ပါတယ်ကိုကเนาะဒီအတတ်ပညာပြီးဆုံးသွားရင်လည်းအတတ်ပညာဉာဏ်ပြင်းနဲ့ပတ်သက်တာဘာသာ ာစကားနဲ့ပတ်သက်တာတွေနေလာမယ်ဆိုကိုပွားတဲ့ထောက်ကူပြုပါလိမ့်မယ်တဲ့နော်နောက်ထပ်ပြည်တွင်းပြည်ပခီးကံတော့ပြည်ဒါပြည်တွင်းပြည်ပကိုခီးကံအားကောင်းတယ်ပြည်တွင်းပြည်ပခီးစဉ်လေးတွေတွားတာမျိုးတွေတော့ရှိမယ်နော်ဖျားဖို့ခီးစဉ်တော့ကောင်အပျော်ဖို့ခီးအပျော်ခီးစဉ်တော့လည်းကောင်တွားတာမျိုးတွေရှိမယ်ပြည်ပခီးကံလည်းအားကောင်းတဲ့အတွက်ဒီလာထဲမှာပြည်တွင်းပြည်ပကိုခီးကံအားကောင်းတဲ့လာလေးတလားဖြစ်တဲ့အတွက်နော်ကြံ့ကြာနေတဲ့ဟာလေးတွေခက်ခဲနေတဲ့ဟာလေးတွေပြန်ပြီးအဆင်ပြေပြီးခီးထွက်လာမျိုးခီးတွားတာမျိုးတွေကြုံတွေ့ရလိမ့်မယ်နော် ဲ့တော့ဒီလအတွက် lucky color လေးတွေပြောပြပါမယ်ဒီလအတွက် lucky color လေးတွေကတော့အဝါပွင့်အဝါရောင်ဖြူမိုင်းသောအရာအဖြူရောင်လေးတွေပေါ့နော်နောက်ပြီးတော့နီညိုရောင်နီညိုပွင့်လေးတွေကတော့အချိုးပေး lucky color လေးတွေဖြစ်တဲ့အရေးကြီးသောခရီးတွေအရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝတ်ဆင်အသုံးပြုခြင်းဖြင့်ကန်စာတာပွင့်လန်းစေပါလိမ့်မယ်နော်အချိုးပေး lucky ကဏ္ဍလေးတွေကတော့1 3ည25เนาะ13925ကအချိုးပေးလက်ကိကဏ္ဍလေးဖြစ်တဲ့ထိထိုးမယ်ဆိုဒီကဏ္ဍလေးရွေးပြီးထိထိုးပေးလို့ရတယ်เนาะအဲ့တော့ဒီတလာတော့နဲ့ဆောင်ရံရှောင်းလေးတွေပြောပြပါမယ် ကြာသာပရိသတ်မိတွေတဲ့နော်ဒါဒီတလာတော့ကံကောင်းမှုအတွက်ပြုလုပ်ရမယ့်ရေဒီယာလေးတွေကတော့မိမိတို့ရဲ့နော်ဒါအိမ်ဖျားမှာအမွေးနေတိုင်းသို့မဟုတ်ပေါ့နော်နေ့စဉ်အမွေးတိုင်းလေးတွေပေါ့နော်မွေးတိုင်း၁၇တိုင်းကြာစံကျော်ပေါ့နော်နွားနို့တစ်ခွက်အမြဲတမ်းကတ်လူပါနေ့စဉ်ကတ်လူလို့ရတယ်တပတ်ကိုတရက်နေ့ရစေတနာရှိသလိုဟိုကတ်လူပေးလို့ရတယ်ပေါ့နော်ပြီးတော့မိမိအန်ဒီကင်းခုံခါရာလေးတွေခုံတော်လေးတွေလက်ပွင့်ခုံတော်လက်ပွင့်ခါရာလေးတွေရွှတ်ပါမိမိကောင်းမှုပြုတိုင်းကိုယ်ကိုစောင့်ရှောက်တဲ့ပုံကိုယ်လေးဘဝဘဝအပေါ့မှာတော့ဆက်ခဲ့တဲ့ဆွေတော်မျိုးတော်တွေရောအမြတမ်းပေးဝေမေတ္တာပို့ပေးပါနော် ရဲတေတာတောက်စားခြင်းလောင်းကစားပြုလုပ်ခြင်းသူတက်တက်ခြင်းအထူးရှောင်ပေးပါအဲ့တော့ဆောင်ရွက်ရှောင်လေးတွေရရလေးတွေကိုတေးတေးချာချာပြုလုပ်ပေးပြီးတော့ကံကားမှုတွေရှာယူပေးပါဒီနေ့မှစကြာတာပရိသတ်သမီးတွေအစအစအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ဝေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်ဝေးပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမဆောလောင်းနယ်နီကနေစုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင် thank you